အေးချိန်ခါအားလျော်စွာမိမိရဲ့ပျက်စီးဆုံးရှုံးမှုကိုလည်းလိလာသုံးသပ်ကြည့်သင့်တယ်ငါဟာပျက်စီးနေသလားငါအစိတ်အခြေအနေတွေဘယ်လိုရှိလဲငါကိုဘာတွေကနှွမ်းမိုးနေသလဲနေ့စဉ်နဲ့အမျှငါစိတ်အခြေအနေတွေဟာဘယ်လိုရှိသလဲမကောင်းတဲ့စိတ်တွေဘယ်လောက်များစွာဖြစ်နေသလဲ အတ္တဝိပတ္တိကိုယ့်ရဲ့ပျက်စီးနေဖို့မတ်တမဲ့မနေရဘူးကိုယ့်ကိုကောင်းနေတယ်လို့မထင်နဲ့ကိုယ့်ကိုပျက်စီးနေတာလားဆိုတာကိုစဉ်းကျင်သုံးသပ်ကြည့်ဥမာမေနေစဉ်ဘဝမှာနေတဲ့အချိန်မှာဖျားရှိခိုးအမှလည်းပြင်းနေဖျားလည်းတနေ့မှမရှိခိုးမိဘူးဟုတ်ဥဝတိလားဆိုဝေး၅ပါးတိလားလည်းချိုးဖောက်တယ်ဆိုရင် ါကိုယ်ကိုပျက်စီးနေပြီလို့မသားဖို့လိုတယ်ကုသိုလ်ကောင်းမှုတနေ့တန်ကုံသွားရောကုသိုလ်ကောင်းမှုတွေမှာစိတ်ကိုလုံးဝမရောက်ဖဲနဲ့ကာမဂုဏ်အာယုစိတ်တွေသာဝနေရေးနေစဉ်ဘဝရုန်းကန်နေရတဲ့အထဲမှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်အော်ငါမှာ ကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာစဉ်းဉဏ်သုံးသပ်တွေးတော့ရသော်ဗျာတတိပေးတာကိုကိုကိုရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲစဉ်းဉဏ်သုံးသပ်ပေးရမယ်